မိကပြောင်စုပြည်တွင်းစစ်အတွက်မှာပြည်နယ်စုသမ္မတဂျက်ဖာဆန်ဒေးဗစ်စီကိုပြည်နယ်စုတပ်ရဲဗိုလ်ချုပ်ဂျန်နရယ်ရောဘတ်လီကတန်ကျိုးစာတစ်စောင်ပို့လိုက်တယ်ဂျီညမျိုးကပြီးပိုင်ဖတ်သွားပါဆိုရင်ဘာကြောင့်လဲဆိုတော့သူတို့ကမြောက်ပိုင်းကပြည်တော်စုတပ်တွေကိုမခုကန်နိုင်တော့လို့သူတို့စစ်လျှောက်ပြီးပေါ့လို့မြောက်ဗာဂျီးနီးယားပြည်နယ်ရစ်ချ်မန်မြို့မှာအခြေစိုက်ထားတဲ့ကွန်ဖက်ဒရိတ်တွေရဲ့ပြည်နယ်စု အစိုးရရဲ့တပ်ရဂျပန်ဒေးဗစ်ကိုအဲ့ဒီမြို့ကနေပြီးတော့ဒီညတွင်စွန့်ခေါ်သွားပါလို့တန်ကျွေးရိုက်လိုက်အဲ့ချိန်မှာတပ်ရတွေမကောက်ဘူးကြံတဲ့အပေါင်းပါတွေရောအားလုံးပေါ့ဗျာဝန်တန်းတွေရောမြို့သူမြို့သားရွှေပြောင်းပြေးနိုင်တဲ့လူတွေအကုန်ပြေးကြပြီအဲ့မြို့မှာပြေးကြပြီးတော့အဲ့ညမှာတံတားတွေကိုမိုင်းဖောက်ခွဲတဲ့အတန်တွေရောဗါတွေရောစုညံသွားတယ်စက်ယုံကြီးတွေမိရှုပ်သွားတယ်တမျိုးလုံးကမိဟုံးဖုံးလာပါတယ် တမျိုးလုံးလင်းထိန်သွားတယ်အတန်နေလဲမိုင်းတာနေလဲစုညံသွားတယ်ဘာလို့တာလဲဆိုတော့သူတို့စစ်တပ်စုတ်တဲ့အချိန်မှာပြည်တော်စုတပ်ဖွဲ့တွေကနောက်ကနေပြီးတော့လိုက်မတိုက်နိုင်အောင်လို့လမ်းတွေတံတားတွေကိုချိုးရှစ်သမျှစီပွားရေးအဆောက်အုံပါညာအဆောက်နဲ့အားလုံးဖျက်ဆီးသွားတာဖျက်ဆီးပြီးစစ်စုတ်သွားတာအဲ့ဒီလိုလုပ်တော့အဲ့တော့စစ်ပွဲရဲ့အကျိုးအချင်းချင်းဖြစ်တဲ့စစ်ပွဲရဲ့အကျိုးဟာ တော်တော်ဆိုးတာကိုလောက်ထားတဲ့ပစ္စည်းတွေကိုသူတပားကဖျက်ဆီးတာမဟုတ်ကိုကိုယ်တိုင်ဖျက်ဆီးတာကိုယ်နိုင်ငံတွင်ကစီးပွားရေးတွေကိုယ်နိုင်ငံတွင်ကအဆောက်အအုံတွေကိုယ်နိုင်ငံရဲ့ကောင်းကျိုးတွေကိုဖျက်ဆီးတာအဲ့ဒါပြည်တွင်းစစ်ဖျက်ဆီးတာဖျက်ဆီးတဲ့အခါကျတော့စက်ရုံတွေပျက်စီးကုန်ပြီအိုးအိမ်တွေပျက်စီးကုန်ပြီပြေးနိုင်တဲ့လူတွေကပြေးကုန်ပြီမပြေးနိုင်စွမ်းရှိတဲ့လူတွေကအိမ်လေးထဲမှာကုတ်ကုတ်ကလေးလောက်ပြီးတော့အိမ်ထဲမှာပုန်းနေကြတယ် ပြေးနိုင်တဲ့လူကပြေးနိုင်တဲ့လူကပြေးတယ်ဖြတ်စည်းနိုင်တယ်လို့ဖြတ်စည်းတော့အကုန်အကုန်သွားကုန်ပြီအဲ့အချိန်မှာမြောက်ပိုင်းပြည်တော်စုတပ်ဖွဲ့တွေရဲ့တပ်ရလင်ကောင်းကတပ်ရလင်ကောင်းကရေးတပ်သား၁၀ရောက်နဲ့သူဝင်လာမြို့တယ်တပ်ရလင်ကောင်းကသူ့ပါအဆောက်ရှောက်အများကြီးရှိဘူးအများကြီးရှိဘူးတပ်ရလင်ကောင်းကရဲရဲဝုန်းဝုန်းပဲသူကသူ့အိမ်နဲ့စစ်စခန်းနဲ့ဆိုတဲ့သူအလေပါတယ်။တွားပြီးအဲ့မှာအချိုးချောင်းကိုသူစိတ်ရဲကိုသူအမြဲတမ်းနားဆွဲနေတယ်အားပေးတယ်သူလောက်တယ်။သူတို့တော့ သူ့ဝိုင်းပြီးသတိပေးကြတယ်သူ့သူ့လောက်ကြံတက်ဖြတ်ခံရမယ်ပေါ့နော်ပြက်အန်ဒီရရှိတယ်ပါတခါဆိုသူ့ဘေးနားလူကိုထိသွားတာရှိတယ်မြတ်ပြက်တာအဲ့ဒါတွေကို तू ကမကြောက်မရော့အဲ तू သွားတယ်စစ်တပ်နဲ့ဆက်သွား तू ကကိုရအောင်ရိုင်းရှိဘူးအခုလက်ဒီမျိုးတွေကို၁ရောက်လောက်နဲ့ဝင်လာတာသူ့ကိုသူ့ဘိမကလက်ကင်တော့လုတ်ပေးထားတာရှိတယ်အဲ့လက်ကင်တော့မှာအဲ့အမေရိကန်ပြည်တော်စုတိုက်ရစစ်သင်္ဘောနှစ်စီးကအောင်ဝဲရတဲ့စစ်သင်္ဘောနှစ်စီးကတန်တိုးတန်စားတယ် အဆောင်ဖြစ်နေခမဲဖြစ်နေပေါ့ဒီတော့မှတက်ပေးထားတယ်အဲ့တော့ကိုသူ့မိမကသူ့ကိုအဆောင်ဖြစ်နေပေးထားတယ်သူ့မှာအဲ့ရအဆောင်မှရှိတယ်ဒါပေမဲ့သူရဲရဲဝုံဝုံပဲအဲ့လိုသူကသူ့ကိုသူများဝိုင်းသတိပေးပေးမဲ့ငါမားတဲ့ချက်ဝတ်တစားတွေလည်းဝတ်ထားတယ်ဒီမှာကိုရံတော်တက်ဖွဲ့တွေလည်းရှိပေမဲ့လေတဲ့သူများတက်လို့သေစရာရှိရင်တော့သိမှာပဲတဲ့ဆိုရင် तू အဲ့တော့ရဲရဲဝုံအခုလဲအခုသူတို့စစ်ရှုံးပြီးတော့စစ်ဆုပ်သွားတဲ့ဒီမြို့လေးကိုအဲ့မှာရေတက်ကအင်အား ဆယ်ရောက်လောက်နဲ့သူဝင်လာခဲ့တယ်မြို့တယ်ဝင်လာခဲ့တော့သူ့ရက်ကရှေ့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 တော့လူမဲတွေကသူ့ကိုတွေ့တာပေါ့တွေ့တော့ကြုံဖြစ်နဲ့လွတ်မြောက်ဖို့သူကတိုက်ခိုက်ခဲ့တဲ့လူဆိုတော့သူ့ကိုလူမဲတွေကသိတယ်လူမဲတွေကဝိုင်းဝန်းသူ့ကိုနှုတ်ဆက်ကြတဲ့အယိုသေးတွေပေးကြတော့သူဝင်လာအဲ့ထဲမှာမှတခြားလူပြူတွေမပြေးနိုင်တဲ့လူရဲ့အိမ်ထဲကနေပြီးတော့ပုံနေတဲ့လူကသူ့သူ့ကိုခြောက်ကြည့်ခြောက်ကြည့်သူသူဒီမြို့ထဲဝင်သွားတယ်အဲ့မှာသမရရဲ့ယုံအရင်ထိုင်သွားတဲ့သမရဂျက်ဖာဆန် ဒေးဗစ်ထိုင်သွားတဲ့ယုံနယ်မှာသူဝင်တယ်သူဝင်ပြီးအဲ့ထိုင်ကုန်တွေပါတယ်သူဝင်ခွက်ထားပြီးတော့အမေရိကန်ပြည်တော်စုရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းကတသွေးနဲ့တသားနဲ့ဖြစ်ကြောင်းသူပြခဲ့တယ်ပြပြီးပြလာခဲ့ဆိုလိုတာအမေရိကန်စစ်ပွဲကြီးဟာဘီဘီအမေရိကန်ပြည်တွင်းစစ်ကြီးဟာဘီဘီဒါပေမဲ့စစ်တပ်တွေလက်နဲ့ချဖို့အတွက်ကြတော့သူတို့ကစကားပြောအောင်လေစစ်တပ်တွေကလက်နဲ့မချသေးဘူးတောင်ပိုင်းတပ်တွေကလက်နဲ့မချသေးဘူး အမေရိကန်ပြည်တော်စုရဲ့တောင်ပိုင်းပြည်နယ်စုတပ်တွေပေါ့ Confederate တပ်တွေပေါ့ Confederate တပ်တွေကစစ်လက်ရှုံးပြီးနောက်ကိုလည်းအသေးအံဆုတ်နေရတယ်တော်တော်စင်းရဲငတ်ပြတ်ငတ်မတားတွေလည်းဖြစ်ပြီးလက်နဲ့ခဲရနေလည်းမရှိဘူးသူတို့ကိုသူတို့သိတယ်ဒီမြောက်ပိုင်းကပြည်တော်စုတပ်ဖွဲ့တွေကိုသူတို့ရှင်တိုင်းနိုင်ငံသားမရှိဘူးသူတို့သိတယ်သူတို့သိတော့အရာရှိတွေဗိုလ်ချုပ်တွေအားလုံးကအဆုံးဖြတ်ကြတယ်တို့ရှင်မတိုက်တော့ဘူးလက်နဲ့ချကြမယ်ဆိုပြီးတော့ တို့ဆုံးဖြတ်လိုက်ကြဆုံးဖြတ်လိုက်ပြီးတော့အဲ့တောင်ပိုင်းကဗိုလ်ချုပ် Confederate ပြည်နယ်စုတပ်ဖွဲ့တွေရဲ့ဗိုလ်ချုပ် General Robert Lee နဲ့ပြည်တော်စုတပ်ဖွဲ့တွေရဲ့ဗိုလ်ချုပ် General Grant တို့တွေ့ဆုံဖို့တို့ချိန်ဆလိုက်တယ်အဲ့ဒီတွေ့ဆုံပွဲမှာတောင်ပိုင်းကလက်နက်ကင်ဖွဲ့တွေလက်နက်ချဖို့အတွက်ဘာတွေတောင်းဆိုသလဲဆိုတော့မင်းတို့တောင်ပိုင်းကလက်နက်ကင်ဖွဲ့တွေတဲ့ Confederate ပြည်နယ်စုတွေရဲ့စစ်ရှုံးတဲ့ ဒီတက်ဖက်တွေလက်နက်ချဖို့အတွက်မြောက်ပိုင်းကပြည်တော်စုဗိုလ်ချုပ် General Grant ကဘာပြောသလဲဆိုတော့ဒီတောင်ပိုင်းကပြည်နယ်စုတက်ဖက်တွေလက်နက်ချဖို့ဆိုရင်တဲ့စစ်သုံးပစ္စည်းတွေဥပမာဒီလိုလက်နက်ကြီးတွေပေါ့အမြောက်တွေပါတွေကိုဒီတိုင်းထားခဲ့လာရတဲ့ထားခဲ့ပြီးတော့ဒီစစ်တဲ့ဘိုးပါတွေအားလုံးဟာကိုမြင်းကိုစီကိုတနက်ကိုယူပါဆိုလိုတာလက်ထဲမှာခြင်လာတဲ့တနက်လက်နက်ငယ်တွေပေါ့ဗျာသူတို့ဒေတာတွေမှာဒီမှာအမဲလိုက်တာတို့ပါလို့ညာလို့အသုံးပြရမယ် တို့မိကံပြည်ပေါင်းစုမှာတစ်တော်တွေများတယ်လောက်ကင်စားတော့တဲ့နေရာမှာတနတ်မရှိလို့မရဘူးအဲ့တော့တို့တနတ်တွေတို့ယူอ่ะတို့မြင်းတွေလည်းတို့ဒေတာမှာမြင်းတွေသုံးတာအဲ့တော့မြင်းတွေမရှိတော့လည်းဖြစ်ဘူးအဲ့မြင်းတွေလည်းတို့ယူပြီးပြန်အကုန်ပြန်ကိုယ့်နေရာကိုပြန်ကိုယ့်အိမ်ကိုပြန်ကိုယ့်အလုပ်ကိုလုပ်ပြီးတော့နေကြဘာမှမလုပ်ဘူးတဲ့ဘာမှအရေးယူပါလည်းမရှိဘူးအမုန်းတရားလည်းမရှိဘူးဘာမှအညှို့တေးလည်းမရှိဘူးလက်နဲ့ကြီးတွေစစ်ပစ္စည်းတွေထားလာခဲ့ကိုယ့်မြင်းကိုကိုယူကိုယ်တနတ်ကိုယူ ကိုအိမ်ကိုပြန်ကိုအလုပ်ကိုလုပ်ဒါပဲအဲ့တော့ပြည်တော်စုတက်ခွဲတွေကအစိုးရအရာရှိတွေကသူတို့ကိုကြည့်ပြီးတော့စောင့်ကြည့်ပြီးတော့စောင့်ရှောက်စရာရှိရင်စောင့်ရှောက်မယ်၊ကုညီစရာရှိရင်ကုညီမယ်တဲ့။ကဲစစ်ရှုံးသွားတဲ့ဒီတက်ခွဲတွေကိုဘာတစ်ခုမှထိခိုက်အောင်မလုပ်ဘူး။ဘာတစ်ခုမှလည်းအရင်မပြူဘူး။သူ့ဟာလည်းသူ့အိမ်ပြန်သူ့အလုပ်သူ့လုပ် အစိုးရအရာရှိတွေကစောင့်ကြည့်ပြီးတော့ကြည့်ရှုမယ်လိုအပ်တာကိုကူညီမယ်ဒါပဲဆိုတော့အဲ့မှာအမေရိကန်စစ်ပွဲကြီးကပြီးသွားပြီဆိုဆိုပါဦးအမေရိကန်ပြည်တွင်းစစ်ကြီးဖြစ်ခဲ့တဲ့အချိန်တုန်းကအဲ့ဒီကျွန်းစနစ်ကြောင့်ဖြစ်တာလူမဲတွေကြောင့်ဖြစ်တာလူမဲတွေကြောင့်ဆိုတော့လားအာဖရိကဝင်လာတဲ့ပြင်ပဝင်လာတဲ့လူတွေကြောင့်ဒီစစ်ပွဲကဖြစ်တာအမေရိကန်ပြည်တော်စုအတွင်းမှာဖြစ်တဲ့စစ်ပွဲကဖြစ်တာပြင်ပ ဝင်လာခဲ့တဲ့လူမဲတွေရဲ့အခွင့်အရေးကိုတမရလင်ကောင်ကလုတ်ပေးရင်းနဲ့အမေရိကန်ပြည်တော်စုကအမေရိကန်အချင်းချင်းသွေးကွဲပြီးတော့ဒီစစ်ပွဲတွေဖြစ်တာအခုအမေရိကန်ပြည်တော်စုထဲမှာဖြစ်ခဲ့တဲ့စစ်ပွဲရရပါပြီစစ်ပွဲမဖြစ်ခင်တော့စစ်ပွဲရဒီလောက်ကြီးမားလိုက်မယ်ဒီလောက်ကျယ်ပြန့်ခဲ့မယ်ဒီလောက်ရက်ဆက်လိုက်မယ်ဒီလောက်လူတွေသေဆုံးခဲ့မယ်လို့သူတို့မထင်ခဲ့ကြဘူးအဲ့တော့စစ်ပွဲအတွက်ထဲမှာနှစ်ဖက်စစ်သားတွေခုနှစ်သိန်းယောက်ပေးတယ် အားလုံးပြည်သူလူထုနဲ့ပါရန်အားလုံးဆိုလို့ရှိရင်တသန်းခွဲလောက်တည်အဲ့ဒီချိန်ကတသန်းခွဲဆိုတဲ့လူဦးရေမနေဘူးကပလူဦးရေဒီလောက်ကြီးမများသေးတဲ့အချိန်မှာတသန်းခွဲဆိုတဲ့လူဦးရေတိမ်တော့မနေဘူးအပြက်စီးပွားမြောင်များစွာဖြစ်သွားတယ်စီးပွားရေးအများကြီးထိခိုက်ပါအဲ့တော့အဲ့ဒီပြင်ပကဝင်လာတဲ့လူမဲတွေကြောင့်အဲ့ဒီအမေရိကန်ပြည်တော်စုအတင်းမှာအမေရိကန်နိုင်ငံသားအချင်းချင်းစစ်ဖြစ်တဲ့လားမသိဘူးလားဆိုတော့အခုစင်လား အေးကျွန်တော်နိုင်ငံမှာအဲ့ပြင်ပဝင်လာတဲ့အထောက်ရှုပ်တွေကြောင့်ကျွန်တော်တို့စစ်ပွဲတွေဖြစ်တယ်လားကျွန်တော်တို့စီးပွားရေးတွေထိခိုက်တယ်လားကျွန်တော်တို့လူမျိုးတွေထိခိုက်တယ်လားဆိုတော့စဉ်းစားအဲ့တော့အဲ့ပြင်ပကနေဆွဲသွင်းကြတဲ့လူတွေကဘယ်သူလဲသိလားပြင်ပလူတွေဆွဲသွင်းကြတဲ့လူတွေကလစ်ဗရယ်ဝါဒီတွေအထူးသဖြင့်ဒီမိုကရက်ဒီမိုကရက်ပါတီကောင်အေးဒီမိုကရေစီဆိုပြီးပစကအော်နေတဲ့ကောင်အဲ့ကောင် အမှတ်တကယ်ဒီမိုကရေစီဆိုတာရွေးကောက်ပွဲနဲ့မဆိုင်ဘူးကျွန်တော်အမြင်ပါရွေးကောက်ပွဲကရွေးကောက်ပွဲပဲကျွန်တော်မကြိုက်တာအဲ့ဒီ liberal ဆိုတဲ့ကောင်နေနေရတကာရှောက်ပြီးသူများကိုအခွင့်အရေးပေးဟာမစီမဆိုင်လူတကာရှောက်ပြီးတော့ဗျာအခွင့်အရေးရှောက်ပေးတယ်သူတို့သူတို့လောက်ချင်တဲ့ရှောက်လို့နေလို့မရဘူးလေလူအဖက်စီနဲ့နေလူအဖက်စီနဲ့တင့်တော်အောင်နေရမယ်ကိုယ်စိတ်တိုင်းနေချင်တိုင်းနေလို့မရဘူးကျွန်တော်တို့ကလူအဖက်စီနဲ့လူဆိုတာလူအဖက်စီနဲ့နေရတဲ့တရားကွာတိကျနေလို့ကျွန်တော်တို့အဆင်မပြေဘူး စုစုစည်းစည်းနေလေလေကောင်းလေလေအေးစုစုစည်းစည်းနေလေလေအကျိုးရှိလေလေစုစုစည်းစည်းနေလေလေပြဿနာတွေကရှိလာလေအဲ့တော့အဲ့ဒီပြဿနာတွေကိုကျွန်တော်ကကျွန်တော်တို့ကလိန်မာပါနတ်စွာဖြေရှင်းတယ်ကျွန်တော်တို့ကစုစုစည်းစည်းနေရင်ကျွန်တော်တို့အသက်ရှင်အောင်အဲ့ဒါကျွန်တော်တို့လူအဲ့ဒါမှကျွန်တော်တို့လူမျိုးဆိုတာကတည်တတ်တယ်ကျွန်တော်တူဦးတယောက်ချင်းစီခွဲနေမယ်ဆိုရင်လေကျွန်တော်တို့နိုင်တဲ့သဘောတွေအများကြီးပဲအများကြီးပဲကျွန်တော်တို့လူဆိုချစ်အောင်ရှိလာအောင်မဟုတ် ျွန်တော်တို့လူတွေကိုကြားနေစားလို့ပုံပါမယ်စင်တွေရိုက်တတ်လို့ပုံပါမယ်ဥပမာကျွန်တော်တို့လူပေါင်းတဲသေးလေးလေးကျွန်တော်တို့ကအစုနဲ့အဖွဲ့နဲ့နေပြီးတော့အဲ့ဒီရန်ဆွဲတွေကိုအနိုင်ယူခဲ့လို့ဒါကျွန်တော်တို့လူသားဆိုတာကဘာမှအူအများဆုံးရက်တည်ခဲ့အဲ့တော့ကျွန်တော်တို့ကအစုနဲ့အဖွဲ့နဲ့စုနိုင်တယ်များစုကြီးနိုင်တယ်တော့ကြီးတဲ့အဖွဲ့နဲ့ကျွန်တော်တို့ကနေရမှာနိုင်ငံတည်တည်လေးတွေအခုဆိုစုစည်းပြီးတော့ကြီးတဲ့ကြီးအောင်နေကြတယ်ဟုတ်လားတို့နိုင်ငံလေးတွေကိုအနိုင်ကျင့်ခံအောင်ဆိုလို့ခြေမုံခံအောင်ဆိုလို့အော်ကျွန်တော်တို့ကလည်းကျွန်တော်တို့နိုင်ငံကြီးကို ဟုတ်ကျွန်တော်တို့မြန်မာပြည်နေလက်ထက်ကလို့ဒီမှာရိုးရီးယားလည်းကျွန်တော်တို့နိုင်ငံလားအောက်မှာပါတယ်ကဲဟုတ်ပါကမ်ဘောဒီးယားလည်းပါတယ်မလေးရှားလည်းပါတယ်အင်ဒိုနီးရှားလည်းပါတယ်တခြားနေအများကြီးပါတယ်ကျွန်တော်ဘင်းရောင်တို့ပါတို့လက်ထက်ကကျွန်တော်တို့မြန်မာပြည်နေရှေ့ပြည်နေရဲ့လက်ထက်မှာကျွန်တော်နိုင်ငံရဲ့အကျယ်ပြန့်ကြီးကျွန်တော်တို့ရှိနေနိုင်ငံကျွန်တော်တို့ကကျွန်တော်နိုင်ငံရဲ့ကြီးတဲ့ကြီးအောင်အင်အားတောင့်တဲ့တောင်လုံနိုင်ခဲ့တဲ့ဘရင်တွေရှိခဲ့ အဲ့တော့အခုချိန်မှာကျွန်တော်နိုင်ငံရဲ့ခေါင်းဆောင်တွေအဲ့ဒီဘယင်တွေလိုမျိုးကျွန်တော်နိုင်ငံယူကြီးတဲ့ကြီးအောင်ကျယ်တဲ့ကျယ်အောင်မလုံနိုင်ရင်တောင်မှကျွန်တော်တို့လက်ရှိမြေပေါ်မူတည်မြဲနေအောင်လုံနိုင်ဖို့လိုတယ်နေရာတကာရော့ရဲရော့ရဲလုပ်ပြီးတော့လူတွေကိုလိုက်ရောနေလို့မရအောင်လူတွေကိုလိုက်ရောနေလို့မရအောင်လူစံနာလိုက်ရောလို့မကုန်ဘူးဖြစ်တဲ့ဖြစ်လိုက်တာကိုဖြစ်အောင်လုပ်ရမယ်ရဲရဲဝုန်းလုပ်ရမယ်ရဲရဲဆက်ဆက်လုပ်သိရင်ရဲရဲဆက်လုပ်ရမယ် ဲ့ဒါဘာတူအတွက်လဲကျွန်တော်တို့135မျိုးသောတိုင်းရင်းသားတွေအတွက်ကျွန်တော်တို့ရင်းရမယ်ရက်ဆက်သိင်ရက်ဆက်ရမယ်ခြေမမကောင်းခြေမလက်မမကောင်းရင်လက်မဖြတ်ထုတ်ပြကျွန်တော်တို့ခန္ဓာကိုယ်ကြီးကိုယ်ကြီးပုတ်မသွားဘူးအတွက်အဲ့ရောပြောင်းညံ့နေလို့မရဘူးဥကြောင်ကြောင်လှုပ်နေလို့မရဘူးကျွန်တော်တို့အခုရေကောက်ပွဲထဲမှာတက်လာမဲ့ခေါင်းဆောင်နေရလေပျော့ပျော့ညံ့ညံ့ဥကြောင်ကြောင်ကောင်းလေဖြစ်နေလို့ရောက်အဲ့ရော အခုအမေရိကန်ပြည်တော်စုကြီးစစ်ပွဲပြီးသွားပြီတက်နဲ့ချလိုက်တယ်ဟုတ်လားအဲ့လက်နဲ့ချလိုက်တယ်စစ်တယ်တွေကိုလည်းဘာတစ်ခုမှအရေးယူတာမရှိဘူးဖိနေတာမရှိဘူးနှိပ်ကွတာမရှိဘူးတပ်ဖြတ်တာမရှိဘူးရိုက်နေတာမရှိဘူးကိုမြင်းကိုယူကိုတနတ်ကိုယူကိုအိမ်ကိုပြန်ကိုလောက်ကိုလောက်စစ်နိုင်တဲ့ပြည်တော်စုအစိုးရစောင့်ကြည့်မယ်လိုအပ်တာရှိလို့ရှိရင်ဖြည့်ဆည်းပေးမယ်ကူညီပေးမယ်ဒါပဲအဲအဲ့တော့ကျွန်တော်နိုင်ငံမှာအခုဖြစ်နေတဲ့ပြည်တွင်းစစ်တွေကျွန်တော်နိုင်ငံမှာရှိတဲ့ဒီတိုင်းလာအဖွဲ့စီတွေဒါလည်း ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံး135မျိုးကိုအတူတကွနေထိုင်ပြီးတော့အတူတကွကိုကိုနိုင်ငံရဲ့အကျိုးစီးပွားကိုဆောင်ရွက်နိုင်ဖို့ကိုနိုင်ငံတော်ကြီးကိုအခုလက်ရှိမြေပုံတိုင်းကာဝယ်နိုင်ဖို့ဆိုရင်တိုင်းရင်းသားတွေအားလုံးလက်နက်ကင်ထားတဲ့လူအေးတပ်ဖွဲ့တွေအားလုံးကကျွန်တော်တို့ပြည်တော်စုတပ်မတော်ကြီးနဲ့ပူးပေါင်းရမယ်ပြည်တော်စုတပ်မတော်တွေကိုဝင်လာမယ် အေးကိုဒေတာတခုပဲကာကွယ်လို့မရဘူးပြီးတော့စုထဲမှာရှိတဲ့မိတိဒေတာကိုမဆိုကာကွယ်ပေးရမယ်ဆိုလိုတာကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့တိုင်းသားလက်နက်ကင်ဖွဲ့တွေကကိုလူမျိုးကိုပဲကိုကာကွယ်ဖို့မဟုတ်ဘူးကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့135မျိုးသောတိုင်းသားတွေအားလုံးကိုအတူတကားကာကွယ်ရမယ်ကျွန်တော်တို့ပြည်တော်စုကြီးတခုလုံးမှာဖြစ်နေတဲ့ဘယ်ဒေတာမှာပဲဖြစ်နေတဲ့ပြဿနာဖြစ်ဖြစ် ကျွန်တော်တို့ပြည်တော်စုထဲမှာနေတဲ့တိုင်းသားအားလုံးနဲ့ဆိုင်နေကျွန်တော်တို့ပြည်တော်စုထဲမှာနေတဲ့တိုင်းသားအားလုံးကအဲ့ကိစ္စကိုဖြေရှင်းရပြီကဲကျွန်တော်ပြောတာမဟုတ်လားအဲ့တော့အဲ့ဒီမှာကျွန်တော်လက်ရှိရှိနေတဲ့ကျွန်တော်တို့တိုင်းသားတပ်ဖွဲ့တွေလက်လက်ကိုင်နေအင်အားမနေဘူးကျွန်တော်တို့ကကွဲပြားနေပြီးအချင်းချင်းချနေတယ်ဆိုရင်လေကျွန်တော်တို့ရဲ့ရန်သူတွေကျွန်တော်တို့အမျိုးဖြုတ်မဲ့ကောင်တွေကျွန်တော်တို့ကိုကျုံလုံးမဲ့ကောင်တွေကိုကျွန်တော်တို့ပြန်တိုက်ဖို့အင်အားမရှိဘူး တော့ကျွန်တော်တို့အချင်းချင်းစုပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီနားပတ်ဝန်းကျင်နိုင်ငံတွေကိုဘာမှ view site ဆာမရှိဘူးကျွန်တော်တို့ကလိန်မာပန်းတတ်တဲ့လူမျိုးတွေကျွန်တော်တို့မြန်မာနိုင်ငံသားဆိုတာကဘာကျွန်တော်တို့ကိုကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကကဘာမှာနာမည်ပြက်အောင်နာမည်အပြက်ခံနေရအဲ့ဒါပြောတယ် BBC လိုမျိုးသတင်းဌာနတွေပေါ့ဗျာကျွန်တော်ငငယ်တွေကမိုးခဲ့ရှိတယ်ကျွန်တော်ဖားကမှာခောက်စားထားမှုတယ်ကျွန်တော်ခောက်စားထားတဲ့အချိန်တရက်ကို900တော့ရတယ်မြန်မာငွေ900 နေ့ဆိုင်ရောညဆိုင်ရောဆိုရင်နေ့ခင်းက350ရတယ်ညခင်းက150ရနှစ်ခုပေါင်းရင်900 main ကလေးတော့400ထားပါဗျာ900အဲ့ကဒေါ်လာဈေးကတဒေါ်လာကို9ချက်နဲ့ပြ90တော့ရှိအဲ့တော့ကျွန်တော်အခုရတဲ့မြန်မာငွေ900ဆိုတာဒေါ်လာနဲ့ဆိုရင်ဒေါ်လာ60ကျော်ကျော်ရှိဒေါ်လာ60ကျော်ကျော်ရှိ60ဝန်းကျင်ထားအောင်အဲ့တော့ရှိတယ်ဆိုလိုတာဒေါ်လာ100ဝန်းကျင်ရှိတယ်ဗျာတရက်ကို အဲ့ဒီအချိန်ဟာဖကမ1991 92အဲ့ဒီအချိန်ဟာကျွန်တော်ဝင်ဝင်အလောက်ကြံသမားအောက်တန်းစားတယောက်ရဲ့ဝင်ဝင်ကြောက်ခဲထားတာကြောက်ခဲအကြီးကြီးတွေမဟုတ်ဘူးနော်ဒီတိုင်းလေးလှလာပါပါဒီလိုလေးပဲခါတော့မညစ်ဘူးနည်းနည်းလေးပဲထည့်ပေးတာအများကြီးမထည့်ပေးဘူးအလောက်သမားရှောက်လို့အများကြီးမခိုင်းဘူးအဲ့ဒါတရက်ကိုမနဲ့ဆိုင်နဲ့ညဆိုင်အိုဒီကညဆိုင်ပေါ့ဗျာည၈နာရီပဲ9နာရီလောက်ထိ9နာရီလောက်ကနေ ေး what တနေကောင်ကနေကင်းမဲတော့ပုံမှန်လို့ပဲအဲ့လိုလား900ရတယ်အဲ့900ဆိုတာအမေရိကန်ဒေါ်လာနဲ့အဲ့တော့ဒေါ်လာကို9ချက်ခွဲတော့မရှိဘူးဆိုရင်အမေရိကန်ဒေါ်လာနဲ့ဒေါ်လာ60တော့ရှိတယ်မှတ်လို့လွယ်အောင်ဒေါ်လာ100ဝန်းကျင်ဟောက်တော့ဒေါ်လာ100ဝန်းရှိတယ်တရက်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်ရဲ့ပင်းဒေတာမှာအဲ့ဒီအချိန်အလုံသမားတယောက်နေစားက30ပဲရှိတယ်လူကြီးယောက်ျားဆိုရင်30 မိခရိဆို9ကြောက်ရှိတယ်။ဆိုလိုတာယောက်ျားတယောက်ရဲ့ဝင်ငွေက2ဒေါ်လာမပြည့်ဘူး။2ဒေါ်လာဆို17ကြောက်လောက်ရှိတယ်။ဆိုတော့10ဝေးရဆို2ဒေါ်လာမပြည့်ဘူး။အဲ့တော့ကျွန်တော်တို့ဒီအောက်ပိုင်းဒီဘကိုးတိုင်းတို့ရောင်တိုင်းတို့ဘက်မှာအလုတ်သမားတယောက်ကိုတရက်ကို2ဒေါ်လာမပြည့်တဲ့အချိန်မှာအဲ့ဒီဖားကန်ဒေတာမှာတရက်ကိုဒေါ်လာ100လောက်ရှိတယ်။စံစည်းကလည်းကျွန်တော်တို့ဒီမှာတရေကို မှတ်ရပဲရှိတယ်ဘကိုးတိုင်းရောအဲ့ဒီချိန်ရဟိုမှာဖားကမှာစံတရင်ကို2000ရှိတယ်ဆယ်စတော့အေးဟုတ်ပြီအဲ့လိုအချိန်နေမှာ BBC ကရိုက်ပြဟာကျွန်တော်မကြခင်ရမှတွေ့အဲ့မှာကြောက်တော့ညထားနေတယ်လူသူရိုက်ပြရိုက်ပြတယ်အဲ့ဒီလူတွေကတဲ့တရမှာဒေါ်လာတော့ပဲရတယ်တဲ့လိန်လာတာအဲ့ဒီအချိန်ကလိန်လာအခုအချိန်ဒီတော့လိန်နေတော့ တဲ့အဲ့လိုကြောက်တော့ကြီးထားတဲ့လူတွေကလေနေခင်းဆိုရင်600လောက်ရတယ်။ညခင်းဆို300လောက်ရတယ်။တရက်ကို900လောက်ရတယ်အဲ့လိုတိုက် BBC ရုပ်ရှင်ထဲမှာပါနေတယ်။သူတို့ဖြန့်ထားတဲ့ကြောက်တော့ကြီးတွေကိုကျိုးနဲ့ဆိုင်ပြီး400လောက်ထားတဲ့ဟာတွေကအဲ့လိုထားတဲ့လူတွေကကြောက်တော့အကြီးထားတာ။အဲ့လောက်ရတယ်။တရက်ကို900လောက်ရအနည်းဆုံး900ရရဆိုရင်ဒေါ်လာ100ကျော်ရတယ်။အဲ့ဒါကို तू ကဒေါ်လာလောက်ပဲရတယ်ဆိုဆိုတော့ဗျာခင်ဗျားစဉ်းစားကြည့် လိန်လည်းအစနည်းနည်းလေးလိန်ပါဟုတ်လားဒေါ်လာနဲ့ဒေါ်လာ100အစ100လောက်ချားပြီးလိန်လာကဘာအောင်အဲ့ဒါကဘာမသိဘူးဘာကြောင့်အဲ့ကဘာလူတွေအဲ့ဖားကန်ဒေတာတွေဝင်လာဝင်လာမကြည့်ဘူးလေဗျာအဲ့ဝင်လာကြည့်လို့မရအောင်ဘသူတွေလောက်ထားလဲစင်လားကျွန်တော်တို့နိုင်ငံတွေကိုကဘာလှဲ့ခီးတဲ့တွေဝင်လာလို့မရအောင်မလာချေအောင်ဘသူတွေလောက်ထားလဲပြောဘသူတွေကြောင့်ကျွန်တော်တို့နိုင်ငံတွေကိုကဘာ လှဲ့ခီးတဲ့တွေဝင်လာလို့မရတာလေပြောအဲ့ဒီလက်နဲ့ကင်တောင်းချမ်းနေတဲ့လူတွေကြောင့်မဟုတ်လားအဲ့ကောင်တွေရှိတဲ့နေမြေတွေကအန်ရီရရှိပါတယ်ဆိုပြီးသူတို့တန်ယုံနေအကျညာထားကျင်ချထားတော့တနိုင်ငံလုံးလူတွေပတ်ချလဲပါဒီကောင်တွေရှိနေရှိတော့ကျွန်တော်တို့နိုင်ငံအန်ရီမကင်းတဲ့နိုင်ငံဖြစ်နေရောဟဲ့ကျွန်တော်ဘဝဝင်ကြီးကဘာမှပြန်စံတာမထွက်တဲ့ထိုင်းနိုင်ငံအဲ့မှာဧည့်သည်တွေနဲ့ဟာတနည်းကိုဧည့်သည်တန်း20ကျော်နဲ့တန်းအစိတ်နဲ့ဝင်နေတဲ့နိုင်ငံ ကျွန်တော်နိုင်ငံကဘယ်လောက်ဟမ်တနှစ်ကိုတက်တန်းတော့ပြင်မှာမဟုတ်အခုဆိုရင်တနှစ်ကိုနှစ်သိန်းကိုပြည့်ရအဲ့တော့ထိกว่าပါအဲ့တော့ကျွန်တော်တို့ကဒီကနိုင်ငံသားတွေစီကရမယ်ဝင်ငွေကျွန်တော်တို့မရတော့အော်ထိုင်းနိုင်ငံသူ့နိုင်ငံသင်္ကြန်စာတာထုတ်မရောမင်းနဲ့လေသူတို့ကရက်တယ်လို့ရတယ်အဲ့နိုင်ငံသားအာရိယတူရစ်တစ်စီကရတဲ့ပတ်စံတွေရောစီးပွားရေးလုပ်တဲ့ပတ်စံတွေကျွန်တော်နိုင်ငံမှာအဲ့ဒီတရားမဝင်လက်နက်ကင်ထားတဲ့တံတောင်းစားတွေကြောင့် အဲ့စီဝိုင်းလုပ်ငန်းတွေလည်းထောက်လို့မရအဲ့ခီးတယ်တွေလည်းလာနေလို့မရဖြစ်နေတာအဲ့တရားဝင်လက်လက်ကင်တဲ့ကောင်တွေအပြုတ်မရှင်းသင့်ဘူးလားအေးအပြုတ်မရှင်းမင်းနဲ့ဘာဖြစ်လို့မြန်ဒီကဆွေးနွေးနေတာကဲဘာကြီးဆွေးလက်လက်ချာကြီးကျွန်တော်လက်ခံတယ်လက်လက်ချဖို့အပြတ်ချဖို့ဆွေးနေအပြတ်ချဖို့ဆွေးနေလက်ခံတယ်လင်ကုန်းလို့မျိုးတောင်းနာလင်ကုန်းလို့မျိုးဟုတ်လားအဲတောင်းမဲတက်တယ်ကို तू လက်နှချဝယ်ဆွေးနွေးတယ်သူတို့အခွင့်အရေးပေးတာအကြောင်းဖြစ်ဘူးအဲ့ကောင်လေးအခွင့်အရေးပေးရင်သူတို့အပြင်နောက်ထပ်လက်နှက်ကင်တဲ့ကောင်ပေါ်လာမယ်လက်နှက်ကင်တဲ့ကောင်လေးပေါ်လို့မစုံဘူးဖြစ်လားကဲအဲ့ဆိုကျွန်တော်နိုင်ငံသူနိုင်ငံသားတွေကဘာအလုပ်တွေလုပ်အောင်မလဲပြောကျွန်တော်နိုင်ငံထဲမှာအလုပ်တွေထောက်လို့မရအောင်ကဲကျွန်တော်တက်တော့တက်တာလုပ်လို့ရမယ်အဲ့ခီးသွားလုပ်ငန်းအတွက်အခီးသွားလည်းကျွန်တော်နိုင်ငံထဲဝယ်မလဲဘူးကဲဖိုင်လုပ်ပါကျွန်တော်နိုင်ငံထဲရှိလို့မရပဲတူးဆွပြီးကြောင်းပါလား အဲ့တူးစားပြီးရောက်ကြတော့တော့လေအဲ့မှာတထေးကြီးတွေကိုကိုဟာလည်းကိုနီးစားရနီးစားကြောင်းပေးထက်လိုက်တာအဲ့ဒီတယံစာရတွေအကုန်လုံးအဲ့တထေးကြီးလက်ထဲမှာကြီးပဲဟင်ကျွန်တော်တို့စင်ရန်တငံမွဲငတ်တွေအတွက်ကဘဝတည်းဘာမျိုးရင်းချက်တွေရှိအောင်လဲအဲ့ဒါဆိုကျွန်တော်ပြောဘူးတယ်အဲ့ဒီတယံစာတတွေကိုလည်းတနိုင်တစ်ပိုင်းလုံးလို့ရတဲ့ဟာတွေကိုပုတ်လီကကုမ္ပဏီကြီးတို့မပေးနဲ့လူတိုင်းကိုလောက်ခိုင်းလုံးရှင်တဲ့နိုင်ငံသားမှိုင်းအကုန်လုံးခိုင်း သူတို့ဆီကအခွန်ကောက်အေးတထေးကြီးလေးဆီကခေါကောက်တာလွယ်မှာပေါ့ဗျာလက်စားရည်နဲ့ဆိုတော့တောင်းလို့လွယ်လာပေါ့တထေးကြီးကြီးကအေးတဝူးတယောက်ချင်းစီကိုပေးမယ်ဆိုရင်တော့အခွန်ကောက်ဖို့ခက်လိမ့်မယ်နည်းနည်းအေးအဲ့ဒီလူလူတွေဆီကလက်စားလို့လေရချင်ပါလေရတော့မယ်ဒီဘယူရိုကရက်တွေကအစိုးရဝန်ထမ်းတွေကလက်စားလို့လေရချင်ပါရအောင်အဲ့လာကြောင့်မယ်ဒီကခက်ခက်ခဲခဲကျွန်တော်တို့လူတို့ဆီကအခွန်မကောက်ခဲနဲ့လူတို့ကိုအလုပ်တွေမပေးဘဲနဲ့ ဲ့ဒီတဦးတယောက်တော့တတိကြီးတွေကိုရှိသမျှသယံစာရတွေပုံပေးပြီးတော့အစိုးရဝန်ထမ်းဘီရိုကရက်တွေကလက်စားလို့တောင်းလို့ကောင်းအောင်များအဲ့ဒီတတိကြီးတို့ပုံပေးလိုက်တာလားဆိုတာကျွန်တော်စဉ်းစားတယ်။ဘာဖြစ်လို့ပုံပေးလိုက်တာလဲ။ကဲဥပမာရွှေထွက်တယ်ဗျာ။ဗရမညာထွက်တယ်ဗျာ။အဲ့ဒီဒေတာကိုဆိုလိုတာနယ်နမိတ်တတ်မှတ်ထားလိုက်။အဲ့ဒီနယ်နမိတ်ထဲကိုဝင်လို့ရှိရင်အခွန်ဘလောက်ဒီမှာမင်းရွှေသွားကျင်လို့ရကြင်လားမရကြင်နေဘလောက်ဆိုပြီးတော့အပေါက်ကနေပြီးတော့ဂိတ်ပေါက်တွေလုပ်ပြီးတော့စောင့်ကောက် တရားဝင်ကောက်တရောင်းသားလို့မကောက်နဲ့စာရွက်စာတမ်းလည်းကောက်စာရွက်စာတမ်းဆိုတာအစိုးရတဲဝင်ထုတ်ထုတ်ပေးထားတယ်အမှတ်ဒီလက်မှတ်တစ်စောင်ဘလော့ပိုလောက်တောင်းနဲ့အဲ့ဒါဆိုရင်အဲ့လက်မှတ်တွေရဲ့အရေးအတက်တိုင်းကိုယ်မှာအစိုးရထုတ်တဲ့စာတိုက်ကထုတ်တဲ့ဒစိုက်ကောင်းပုံစံမျိုးပေါ့ဗျာအဲ့ဒစိုက်ကောင်းပုံစံမျိုးရဲ့တန်ဖိုးတိုင်းအစိုးရရောက်အေးကိုယ်နဲ့နှိစရာအဖွဲကိုသွားရေးအောင်မင်းကောက်ဆိုရင်အစိုးရမရဘူး เอ้ลูรุโอ้เอาไปไล่ตาบ่มั่นเลยลูรุเนี่ยปะสันอซวยะเหมียวลูรุเสียอขอนอซวยะเหมียวไอ้บ่านี้แซ่ยะโกไปหาเด้โกหลูบ่เปียอซวยะเนี่ยหลูบ่อกูย้วยเช็ดเต็มเหมียวคันลายะเด้หลูเนี่ยหลูบ่ဟလာငါရွေးချက်တဲ့ဘလိုနီးနေပဲအာရရရအာရရပြီဆိုလို့ရှိရင်ငါအကောင်တွေအတွက်ငါလုံးမယ်ငါမိသားစုငါဆွေမျိုးတွေငါလုံးမယ်ဆိုတဲ့လူတွေရှိမယ်ရွေးကြောက်ပဲဝင်တဲ့လူတွေမှာအဲ့ကောင်တွေရွေးကြောက်ပဲဝင်လို့ အဲ့ဒီနိုင်ငံကိုအုပ်ချုပ်တဲ့လူတွေဖြစ်လာရင်အဲ့ဒီလိုမျိုးသူ့ဆွေမျိုးတွေကိုထိုးပေးမယ်။ကဲထိုးပေးပြီးအဲ့လိုငင်းကြီးတွေကိုအကုံအကုံလက်ဝက်ကြီးအုပ်လိုက်မယ်။အဲအခုကျွန်တော်ပြောသလိုလက်ဝက်ကြီးမအုပ်ပါဘူးတဲ့။လူတွေစီရပဲလူတွေကိုပေးမယ်။အဲ့လိုမျိုးလုပ်ပြီးတော့အခွန်ခကောက်ပဲလူတယောက်ချင်းစီကဘလောက်ဒီစီပိုင်းနဲ့မြေတဲ့ဝင်တဲ့လူတွေအတွက်ဘလောက်ဆိုကောက်မယ်။အဲ့ကောက်တဲ့နေရာမှာအဲ့သူ့ဆွေမျိုးကိုထားလိုက်ပြအောင်မယ်။ထားလိုက်ပြပြီးစာရဲစာသားမရှိပဲကောက်ချက်သလိုကောက်ပြီးအဲ့ကတည်းကောက်ထဲနိုင်ငံတော်တဲ့ဘာမှဖြစ်မလာဘူး။ ဲ့တော့အဲ့ဒီလူတွေရဲ့ကြောကုန်းမှာကပ်ဖို့ဖြစ်ဖြစ်တစိမ့်လိုမျိုးကျွန်တော်တို့စာတိုက်ကစာရေးကောင်းလိုမျိုးတရားဝင်အခွန်စာရွက်ထုတ်အောင်ထုတ်ပြီးသူတို့ကိုပေးရအခွန်စာရွက်တိုင်းရောင်းအောင်ပို့မရောင်းအောင်အခွန်စာရွက်က400ဆို400အခွန်စာရွက်က900ဆို900အဒီတဲ့ဝင်ဖို့အတွက်အဲ့စာရွက်နဲ့လော့အဲ့မှာဒိတ်နဲ့သူ့ဘက်သူတူးရကြရမရချင်းနေဝင်လာနဲ့ကောင်း ဲ့လိုစနစ်မျိုးလူတကာအလုံးလုံးလို့ရအောင်နိုင်နိုင်ငံအတွက်အခွန်အမှန်တကယ်ရအောင်လောက်အောင်အဲ့ဒီရတဲ့အခွန်တွေနဲ့မှဒီလူတွေတက်ပြန်လုပ်ပေးမယ်အဲ့ဒီလူတွေဆီကပိုကောက်လဲကိစ္စမရှိဘူးဘာကြောင့်လဲအဲ့ဒီအခွန်ကအကြံဖန်ကောင်လက်ထဲကိုရောက်မှာမဟုတ်ဘူးအစိုးရလက်ထဲကိုအမှန်တကယ်ရောက်မယ်ဆိုရင်သူတို့ဆီကပိုကောက်ထားတဲ့ပတ်စံကိုသူတို့ရဲ့ကျမ်းမာရေးပညာရေးအတွက်ပိုလုပ်ပေးလို့ရတယ်ကျွန်တော်ပြည်သူလူထုကလည်းအခွန်ပိုပေးနိုင်တယ်ကိုယ့်အတွက်ပြန်လုပ်မှာဆိုရင်ပိုပေးနိုင်တယ်ကိုယ့်အတွက်လောက်တာမဟုတ်ဘဲနဲ့ဗျာအဲ့ဒီအုတ်ချုပ်သူတွေရဲ့ ဟာမိသားစုအုပ်ချုပ်သူတွေနီးစပ်ရာဆွေမျိုးကိုချမ်းသာဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုကလှုပ်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့အခွင့်အရေးမပေးနိုင်ဘူးအဲ့ဒါအေးကျွန်တော်တို့ပေးတဲ့အခွင့်အရေးကိုကျွန်တော်တို့ပြည်သူလူထုပဲအမှန်တကယ်ပြန်လှုပ်ပေးမယ်အဲ့ဒီအခွင့်အရေးကအစိုးရလက်ထက်အမှန်တကယ်ရောက်တယ်အဲ့ဒီအစိုးရကလည်းကျွန်တော်တို့လူထုအတွက်အမှန်တကယ်ကြမ်းမာရေးညာရေးကိုအဲ့ဒီပတ်စံလေးပြန်လှုပ်ပေးမယ်ကျွန်တော်တို့စီကအခွင့်ဘလော့ကောက်ကောက်ဒီကိစ္စတရားတယ်ကျွန်တော်တို့ပေးနိုင်ကျွန်တော်တို့နိုင်ငံမှာမျှမျှတတာနဲ့ မှန်မှန်ကန်ကန်ပညာရှိရှိ လုပ်ပေးနိုင်တဲ့အစိုးရတွေလို့လေအဲ့ဒီအစိုးရတွေဖြစ်လာအောင်ကျွန်တော်တို့ပြည်သူလူထုကပညာတွေတက်ဖို့လိုသလိုကျွန်တော်တို့ပြည်သူလူထုကစိတ်ကောင်းရှိဖို့လိုတယ်အဲ့စိတ်ကောင်းရှိတဲ့လူတွေပညာတက်တဲ့လူတွေများလာမှကျွန်တော်တို့ကိုအုပ်ချုပ်တယ်ဒီလိုအုပ်ချုပ်သူအကောင်စားတွေပေါ်လာမှာ